တုံညာရဲ့ပြည်သက်များအားလုံးမင်္ဂလာပါရှင်။ဆရာမစပယ်ဖြူနုရဲ့မြောက်ဖြားကိုလွမ်းနေသူဆိုတဲ့ဝတ္ထုလေးကို အပိုင်းစက်အနေနဲ့ဖတ်ပြပေးတော့မှာပဲဖြစ်ပါတယ်ရှင်။အခုဖတ်ပြပေးမှာကတော့အပိုင်းတစ်ပါရှင်။တဲ့ပင်များတပင်းနဲ့တပင်းခေါင်းချင်းဆိုင်နေသလိုတည်ရွတ်တက်ခတ်ချင်းထိဆိုင်နေသောမိုင်းညညူတော်လန်တွင လမ်းမရရအောင်ရှာဝေ၍ကျမရှောင်လာသည်တချို့နေရာများတွင်လမ်းမင်ပြောက်သွားသည်ခြုံနယ်ပိတ်ပေါင်းသို့ထုထပ်ပိတ်ဆိုလျင်ပင်ကိုကလမ်းမမဲ့သောတောတူလမ်းလေးသည်ခြုံနယ်တို့ကိုဥခိုင်းလျက်ပြောက်သွားတတ်သည်ဤသို့ကြုံရလျင်လှည့်ပြန်ရလိမ့်မလားဟုကျမအခါခါတွေးရသည်အမှန်တော့မောပန်းလာပြီလမ်းပိတ်နေပြီဆိုလျင်နေရာမှာပင်ပုံလဲလိုက်ခြင်းသည်ခွေခောက်နေခြင်းသည် ခုနေခေါင်းချလိုက်ရင်အိတ်ပြောတော့မှာပဲနောက်ဖတ်တော့ငဲ့ကြည့်ရင်ကျမအနေငယ်တော့မြက်ပင်တို့သည်ပြပြလျက်တော်လန်ကလေးမှာမညီမညာကောက်ွေလျက်တွေ့ဝေသောစိတ်သည် အားငယ်ခြင်းကိုပါဖြစ်စေသည်လားလေပြန်ငဲ့ကြည့်ခြင်းသည်စိတ်ထက်ကြန့်ခိုင်လာသည်ဟုကိုကူကူမြင်စမြဲဖြစ်သောကျမစိတ်ကိုရုပ်ချီးပြောင်းညံစေသည်ငိုခြင်းစိတ်ကပြုံးကနေဝင်လာသည်ခဲ့ပြန်ရင်ကောင်းမလားသို့တော့ မဖြစ်ကြောခန့်ရအရက်တို့အရှုံးပေးလှည့်ပြန်မှုရာကျမဒီလန်းကိုအစာပြုတ်ခဲ့ခြင်းမဟုတ်မရောက်ရအောင်တွားရမည်နောက်ဆုံးတော့လေကျန်သည်များခွန်အားကိုပင်လက်ချောင်းများထဲသို့ဆူ၍ပုံလိုက်ရသည်နှင့်ခြုံရွယ်တို့ကိုရှင်းရသည်ဆူနယ်ခတ်တို့ရှာ၍သွေးဆူသည်ကိုပင်မတုံအားမနာကျင်နိုင် မခံစားနိုင်လမ်းတစပေါ်လာသည့်နောက်ထိုးထွက်ရပြန်သည်လူတယောက်ရှောက်တိုင်အောင်ပေါ်လာသည့်လမ်းကလေးပေါ်ရှောက်ရပြန်သည် ဒီလိုနေမင်းတစ်ပင်အော်အော်ခြုံနယ်ပိတ်ဆိုင်ဆိုင်တွေကိုကျွန်မအတန်တန်ဖြတ်လာခဲ့ပြီခြေတော်များကိုမတည့်ချင်းမတန်နိုင်တော့ဘူးဟုပင်အခါခါထင်သည်သို့တော်လဲစိတ်ကဆောင်သေးခြေတော်လမ်းရုပ်တွင်နောက်ထပ်ခြေတလန်းကအလူလိုလမ်းမိဖြစ်နေလေသည်ကျွန်မတွုံးဝင်ခဲ့သောတော့မှနှက်နေ၏အခါမလောင်တို့ဤဆူဆူစီစီမြည်သံလေတိုးသံတို့မှအပါလူသံသူသံကင်းဝေးလျက်တိတ်ရွတ်တက်ခတ်များအကြာ ဝါရွက်များအကြတိုးဝင်သောလေတံသည်ခီတပမာမီတံဖြင့်ကျမဝင်းကျင်တွင်လှုပ်မြူးနေသည်ဒီအတန်သာမရှိရလျင်အခုထပ်ပူပြီးခြားခြားနိုင်သည်ပင်ရှေ့တွင်တော့လူတယောက်ရှောက်တယောက်လမ်းကလေးကမျက်စိတစုံပေါ်နေပြီနောက်တစ်ချိန်လမ်းပြောင်းမိအရေးဝေးပြီးဆိုသည့်အတွေ့ကပြောင်းညံ့ရိုင်လဲလူလူစိတ်ကိုထူမဆာပြူသည်ကြောဤဝင်းချင်းကိုစူတန်ရဲကနွေများလမ်းပေါ်သို့ကိုင်းကြနေသည်ကိုတတိနှင့်ဖယ်ရှား၍ ကျမလျှောက်လာသည်လေတိုးတံကိုနားဆင်သည် စိတ်သည် ရှင်းသက်သက်ရှင်းလာ၏တခုတည်းသောအသည့်ကတော့လမ်းကိုမရက်ပဲဆက်လျှောက်ရန်နောက်ကျောတွင်သေခြင်းတရားကထက်ချက်ပါလာသလိုထိတ်လန့်ခြင်းဖြင့်မနာမနေလျှောက်ရန်မကြသေးခင်ကတော့တော်ရဲနိုင်မူးရွာခဲ့သည်မိုးဆက်ပေါက်တို့သည်သိရွက်တခတ်များကိုဖြတ်ကာမြေပေါ်ခုန်ဆင်းခဲ့ကြသည်မိုးတသိမ့်သိမ့်ရွာချစဉ်ကခန့်လန့်ဝေသောသစ်ပင်တစ်ပင်အောက်ခုန်နေခဲ့ရသည် စိတ်ပိတ်နေသောတရွတ်တို့သည်ကျမကိုမိုးရံကအနှင်းငယ်တော်ကာကွယ်ပေးနိုင်ပါသည်တကူလုံးတော်မစုံကောင်းကမူမစိုးသလောက်ဆိုနေသည်အဝိများကဆိုတိုင်းတိုင်းမိုးစိမ်ရင်တော့လေအတုံးနဲ့အဝိများခြောက်နိုင်သည်ခက်တီကလေကအေးလွန်ခြင်းဖြစ်သည်မိုးလေတုံတုံတိုးတိုက်သည်ကိုအံ့ကျွေနေရသည်တွားများစီထားသည့်ကြားကတကက်ကက်မြည်ခြင်းသည်လူကတဆက်ဆက်တုံခြင်းသည် မိုးစဲလီတော့အပင်အောက်ကခွာရသည်ခရီးဆက်ရသည် နောက်ကြရမဖြစ်ခြေတလန်းများနောက်ကြခဲ့တော့အရာရာပြောင်းလဲတော့မလို့စိတ်နိုင်ထင်နေသည်သိရွတ်တို့ပေါ်တွင်ရေဆက်ရေပောင်များတင်ချိုင်ခဲ့ကြသည်ခုတော့တပောက်ချင်းမြေပေါ်သို့ခုန်ဆင်းလျက်ကျမကောင်းပေါ်သို့လည်းတပောက်နှစ်ပောက်ချလာတတ်သည်စပင်ကိုတစ်ချက်နှစ်ချက်သက်၍ခိုင်ရလိုက်တော့ရေဆက်လေးများလွင့်စင်သွားသည် ောက်ွေသောလမ်းကလေးသည်တနေရာတွင်ဆုံးသွားပြန်သည်ဆော့ဆော့ကတင်းထားသောစိတ်ကထေကုံလက်ပန်းကျစားပြူလာသည်လမ်းပြောက်ပြန်ပြီလားလမ်းဆုံးတွင်ထုံနှရုံးကထုံးစံအတိုင်းပိတ်ရသာမလုံနိုင်တော့သလိုနာကျင်နေသည်ကိုမိဖြောက်ကလက်ချောင်းများကိုအလုပ်ပေးရပြန်သည်နှွေးတစားချင်းကိုဖယ်ရသည်စူးများကိုလည်းမမှုတော့ပြီတွေးထွက်သည်ကိုလည်းမနာတတ်တော့သလိုထုံနေပြီထင်ပါသည်ထုံနှရုံးရှင်ပြီး မြင်ကွင်းတစ်ခုကဘွားကနေပေါ်လာသည်ဒီတစ်ချိန်တော့မြင်ကွင်းကအခါများစွာလို့မဟုတ်တော်လန်လီမဟုတ်မြင်ကွင်းချင်းမြင်ကွင်းကအစိမ်းအောင်လွမ်းလျက်တပင်စိမ့်စိမ့်ကိုနောက်ခံထားသည်မြက်ပင်စိမ့်စိမ့်မြေပြန်ကြကြမြက်ပင်စိမ့်စိမ့်ကြကတစုံတစပေါ်နေသည့်မြေသားကနီဆွေးလျက်အစိမ်းအောင်မြင်ကွင်းကြီးလာပါမူနှစ်လူပွဲကောင်းမှုရုံးနဲ့ဆန့်ကျင်ပေဖြစ်သည့်အယုံဆိုးအကြည့်တန်သော နာကျင်ပေါ်ရသော အချင်းအရာကိုလည်းကျမမြင်နေရသည်။မြတ်ပင်စိမ့်စိမ့်တို့ပေါက်ရောက်နေသောမြေပြင်ကျယ်တွင်လူတယောက်ခွေလဲလျက်ပါတကား။တနည်းအားဖြင့်သွေးအိုင်ထဲကလူအမျိုးသမီးတဦး။အမျိုးသမီးသည်ပက်လက်အနေအထားဖြင့်လဲကျ၍နေသည်။လက်တစ်ဖက်ကရင်ဘတ်ပေါ်တင်လျက်တစ်ဖက်ကမူမြေပေါ်တွင်ခြေထောက်နှစ်ချောင်းကမူဒီလိုမခွေလဲခင်က မချိမဆန့်ပြုတ်လဲခဲ့ရပါသည်ဟုပြောပြနေသောအနေအထားဖြင့်ဒူးညွတ်ဟန်ခွေခေါလျက်ဆန်တွင်များသည်တွေးအိုင်ထဲတွင်ရောမျက်ခင်းများပေါ်တွင်မှပြန်နေသည်လုံချီစသည်ခြေသလုံးပေါ်အောင်လိတ်တက်လျက်အပြေးပြေးအလွာလွာအလဲလဲအဖြူဖြူဟန်မျက်နာကမူတစ်ဖက်သို့လဲပြန်ဆောင်းချနေသည်ချမသည်ရင်တိတ်တိတ်ခုံလိုက်ခြေလမ်းများကအလိုလိုရှိသူတို့ရသည် နှလုံးခုန်သန်နေလိုက်အောင်ခြေလမ်းများကခက်မြန်မြန်တက်ချက်တဲ့စီးချက်ကြနေသည်အမျိုးသမီးအနီသို့ရောက်သည်ဒူးထောက်၍သူ့ကိုပွေလိုက်မိသည်အသက်ငွေ့ငွေ့လေးကျန်နေသေးသလိုနှလုံးကလည်းခုန်နေသေးသလိုမျက်လုံးများကစိတ်ပိတ်လျက်နှကန်းအဆောင်ကမူတစုံတစ်ခုကိုပြောထွက်တော့မလို့တလုံးလုံးအသက်ကိုအားတင်း၍ရှူရှိုက်နေပုံနေရဲသောသွေးစားသည် သူ့အင်ကြီးတွင်ဝမ်ပိုက်စီမှပြန်လာသည်တန်ရာသည်ဝမ်ပိုက်တွင်ရှိနေသည်လားသွေးရောဂါမူရိုစိမ့်မှုအားကောင်းဟာသွေးထွက်လွန်နေခဲ့ပြီထင်သည်မျက်ပေများကိုပင်ကူးဆက်ခဲ့ပြီသူ့အဝတ်တွင် ဆုံးထိုင်အောင်မက ကျမအင်ကြီးကိုပင်ဆုံးပေးစေခဲ့ပြီအရင်ကတော့သွေးစမြင်လျင်မူးမေ့တော့မလို့ကျမထိတ်လန့်တတ်သည်တသက်နှင့်တကူလူတယောက်ကိုဒီလိုတန်ရာနှင့်သွေးအိုင်နှင့်တွေ့ရလိမ့်မည်ဟုမထင်ခဲ့မတွေ့ခဲ့စဘူး ခုတော့တိတ်တိတ်ဆိုင်ဆိုင်ကျမသည်ကြောင်းလန့်ရန်ကိုပင်မေ့ရောကသူ့ကိုဘလို့ကူညီရပါဟု အပြေးလွှာစဉ်းစားနေမိသည်တောနဲ့ထဲတွင်ကျမအော်လင်းမင်းမြည်သူမှကြားမိမဟုတ်သူ့ကိုရံပြုတ်သွားတော့သူအောင်ချားနိုင်မည်လားအိုးတည်စီခဲ့သူကတော့ဘာကြောင့်များကဲဆယ်နေအောင်မလဲရှင်ချင်ရတော့ကျမကိုပင်ရံမချားဟုမပြောနိုင် သူ့ကိုပွင့်ချီသွားရင်ရော ဒါကတော့စိတ်ကူးနေတာဖြစ်နိုင်သည်ရှေ့ရင်ဘယ်လမ်းဘက်ခီးကိုရောက်လိမ့်မည်ဟုကျမမရေရတော့မဆုံးနိုင်တော့ဘူးလားစောက်တရားမရတော့ခံစားမှုနဲ့ကျမပူလောင်လာပါသည်လမ်းဆုံးပြီကုကရလမ်းလည်းမရှိတော့ဘူးကျမငိမ့်ငိုင်နေစေသူတစ်ချက်မျှလူးလွန်လိုက်ပါသည်အသက်သက်သည် မကြမီညှို့ကြတော့မလို့ထင်ရသည်ဘာကြောင့်မှမသိစီးကြလာသောမျက်ရည်တစ်ပေါက်ကိုတို့တော့ရင်က ရင်ခွင်ထဲကအမျိုးသမီးငယ်ကိုစစ်စစ်ချီးမိသည်။အသားလက်လက်ပုံချားလှပသောမျက်ခုံမျက်တောင်ရှိရှိနှခမ်းများကပြပီရီမျက်ဝန်းများကလည်းဖွင့်ထားပုံကိုမြင်ရလျင်တော့နတ်မှောင်လှပလောက်ပါရဲ့။နေပါဦး။ဒီမျက်နှာကိုမြင်ဘူးလိုက်တာ။သူ့ကိုရင်းရင်းနှီးနှီးသိသည်ဟုကျွန်မထင်သည်။လှပနုနေသောမျက်နှာတွေးကြည့်တော့လေအရာရာဝေဝေဝါဝါမြင်တော့မြင်ဘူးသည် ပမာပါလဲနှစ်ကာလရှိတာရင်းနှီးခဲ့သော မျက်နှာလိုလိုနောက်တစ်ချိန်စွေစွာငုံတည်တော့အမျိုးသမီးငယ်ကမျက်ထောင်များကိုတစ်ချက်နှစ်ချက်ပုတ်ခတ်လိုက်သည်မျက်လုံးကိုဖြတ်ခနဲ့ဖွင့်လိုက်သည်မျက်လုံးချင်းဆုံသည်အိုးသူ့ကိုကျွန်မသိပြီမမခေါ်တန်သည်အမျိုးသမီးငယ်၏နှုတ်ကထွက်ကြလာပါသည်ကျွန်မစိတ်လှုပ်ရှားစွာတစ်ချက်မှရှိုက်ငင်လိုက်သည်မြမလေး ကျမရဲ့ညီမလေးဒီတော့နဲ့တို့ကျမတိုးဝင်လာအောင်စိတ်နှလုံးကိုဆွဲခေါ်ခဲ့တော့ညီမလေးသို့တော့သူ့ကိုဒီလိုမြင်ရလိမ့်မည်ဟုကျမဘယ်တော့ငါမှမတွေးခဲ့သူ့ကိုပြစ်ထားခဲ့သည့်ခုနှစ်နှစ်လအတွင်းဒီလိုပြန်လည်ဆုံးတွေ့ရမည်ဟုကျမနည်းနည်းမှစိတ်ကူးမရှိခဲ့စဘူးပါခုတော့နာကျင်မွေးအဖြစ်က ကျမရှိနိုင် ကိုထင်ပြနေခဲ့လေပြီမမလိုက်လာမှအဆိုင်အစကလေးကတိသားပဲဒါကြောင့်စောင့်နေတာဟုတ် မြမလေးမျက်နှာပေါ်ကမြင့်တာတရားသည်နှင်းများစွာကလိုပြပြင်စေသူကိုဘယ်တော့ငါမှလှိမ့်မကြည့်ခဲ့သောအမလှုပ်သူအပေါ်မနာကြသောအရေးသည်မြမလေးမျက်နှာပေါ်တွင်လွမ်းနေ၏ဒီအချိန်နေမှာတော့သူကျမကိုစောင့်နေခဲ့သလားစကားတစ်ခုကိုကြဲကြဲလောင်လောင်ပြောပြလိုက်ခြင်းသည်မမကိုခွင့်လွှတ်ပါအားတင်းထားပါအောင်ကွယ်သို့တော့စကားလုံးတစ်လုံးမှတွန်းကန်၍ထွက်မလားလေချောင်းအတွင်၌တစုံတရာဆုတ်ထားသလို တင်းကျပ်လာခြင်းနေသည်စကားပြောထွက်မည်အစားမျက်ရည်သာ တွေ့တွေ့ကြလာသည်မြမလေးကနှခမ်းများကိုလှုပ်လိုက်သည်သို့တော်စကားသံထွက်မလားမေးတစ်ချက်ထိုးသည် ခန္ဓာကိုယ်ကလူးလွန်သွားသည်နောက်တစ်ချိန်မေးထိုးသည်နှခမ်းကိုအာတင်းဖွင့်ဟပြန်သည်ဝေဒနာခံစားရပုံသည် ကျမနှလုံးကိုစုပ်ချေလျင်သူ့လက်များကို မြင်းမြဲစုပ်ကိုင်ထားမိသည်ဒီလိုစုပ်ထားနေမယ်ဆွဲခေါ်ထားနိုင်တော့မလို့ မြမလေးငိုတန်းဆက်တော့ခေါ်တန်းသည်မြမလေး၏မျက်နှာပေါ်တွင် အပြုံးတစ်ခွင် ဖြတ်ခနဲရောက်လာစေသည်သို့သော မျက်လုံးများစိတ်ပိတ်သွားပြီးခေါင်းကလေးဆောင်းချသွားပြီးဘဝတွင်ပထမဆုံးနှင့်နောက်ဆုံးသောခေါ်တန်းတစ်ခုကိုမြမလေးတည်ဆောင်သွားနိုင်ခဲ့ပြီးအမောင်သည်တဖြည်းဖြည်းဆိုင်းညိုလာသည် ကျမသည်မြမလေး၏ခန္ဓာကိုယ်ကိုတင်းတင်းပွေဖက်ထားမိသည် ခုတော့ကျမဘာမှမတတ်နိုင်တော့ပါဘူး မြမလေးကိုလက်လွတ်ခဲ့ရပြီမြမလေးမြမလေးမကြနိုင်တော့မှတသွင်သွင်ခေါ်သူကိုမြမလေးခွင့်လွှတ်ပါတော့မျက်ရည်များ တာကျိုးပေါက်သည့်ရှင်တပွဲတွေ့ကြလာတော့ကျမသည်အသက်မဲ့ခန္ဓာပေါ်သို့မျက်နှာအပ်လိုက်ပါသည်ဒီမှာပင်မိုးကတုန်ချလာတော့သည်ခေါင်းမော့ကြည့်တော့ကျမမျက်နှာပေါ်သို့မိုးစက်များပြေးကပ်လာသည် လေကလည်းအေးအေးဆက်ဆက် မိုးပေါများကကျမမျက်နာကိုနာကျင်စေသလိုကျမမျက်စိကိုစုံမိတ်လိုက်သည်ခေါင်းကိုတစ်ချက်မျှခပ်ပြင်းပြင်းခိုင်ရန်လိုက်ပါသည်စိတ်ပိတ်ထားသောမျက်လုံးများကို ဖွင့်လိုက်လျင်တော့မြင်ကွင်းသည်ပြောင်းလဲလျက်ရှိပြီကျမရှိရင်မျက်ခင်းပြင်းမရှိတွေ့ရင်လည်းကညီမလေးမရှိမိုးကတော့အမှန်မင်းရွာနေသည်ကိုတွေ့ရသည်ကျမသည်ကရင်မော်ပတ်လက်အိပ်ရသားဒါဖြင့်အိမ်မက်မတ်တာလားလဲလျောင်းနေရမှကျမကကြုံထားလိုက်ပါသည် ဖြတင်းဖွင့်ထား၍မိုးစက်များအခန်းတွင်သို့တိုးဝင်နေသည်ကိုကျမမျက်နှာကိုထိမှန်နေသည်ကိုအခန်းတွင်ရောင်ကန်းကန်းပင်ဝေဝဲကြည့်မိသည်အခန်းကတော့ကျမအခန်းမဟုတ်ပါဘယ်ရောက်နေရပါလဲအိမ်မက်ဆိုတာကတော့သေချာသည်သို့တော့နှလုံးကခက်မြမြခုန်လှုပ်စေမျက်ရည်များကပါပြင်ပေါ်စီးကျနေစေတည်တည်ကြကြပြန်စစ်စားကြည့်မိတော့မှရန်ကုန်ကကျမအခန်းထဲမဟုတ်သေးကိုသတိရလာသည် ညင်ချီနာကတဲခုံနေရအခန်းသူရလာသည်ကိုတတိယလာသည်ခရီးရှိထွက်ရန်အစပြုလာသည်ကိုတတိယလာသည်ကျမသည်ခရီးဆုံးပန်းနိုင်ကညီမလေးဖြစ်သည်ကိုလည်းတစားစားမှတ်မိလာသည်ကျမသည်ညီမလေးကိုရှာဖွေရန်မိုင်ပေါင်းရာချီသောခရီးသူထွက်လာရသည် ခုံးမှခရီးအစသာရှိသေးသည်အရာရာမရေရသည်ညီမလေးရှိသောအရက်ကိုပင်ကျမမသိရသည်အစတစားပင်မဖန်းဆုံမိသည် ။တန်ရောစဉ်ကင်းဟန်စိတ်ပြပြတ်နေတတ်သောအမအပေါ်အချစ်ပိုခဲ့သည့်ညီမလေးသည်ခုတော့ဘယ်အရက်တွင် ရှိနေလေသည်မသိ။သူရှိမည်ထင်သည့်အရက်များသို့သွားရလန်းသည် ချောချောမုံမိတ်ရှိမည်မဟုတ်။စီအရေးလွမ်းလျက်ရှိရာအန်ဒီရဲ့ကအချိန်မီ၍လက်တကန်းသို့ရောက်လာနိုင်သည်။သို့သောကျမသူကိုရှာဖွေရန်အသင့်ဖြစ်နေပြီ။တချင်းမြတာကကျမကို စေစားခဲ့ပြီ။ဒီအတော်တွင်ပူပန်ကြောင်းကြတဲ့ခုကိုရမယ် ။စိုးရင်လူမျိုးစိတ်သည် ခုတော့ကျမ၏အိမ်မက်တို့ပင်ပုံနှိုးနှောင်ချလာသည်။နာကျင်ဘွယ်အိမ်မက်ထိတ်လန့်သွေးပြက်ဘွယ်အိမ်မက်အိမ်မက်ကလန့်နိုးသောအိမ်ပြော်ရမင်းခတ်တော်သည်။အိမ်မက်ကိုပြန်တွေးသည်။တွေးမိနေသည်။သွေးစာများနှင့်ကျမလေးကိုတရေရေပြန်မြင်ရမှသည်။ကျမကိုစောင့်နေရဲဆိုပါလား။သူနှကန်းလေးနောက်ဆုံးလှုပ်ခတ်သွားပုံကျမကိုဆူဆိုက်ကြည့်လိုက်သောမျက်ဝန်းလေးများအဲ့ဒီမျက်ဝန်းလေးများမှာ အပြုံးရိပ်ကိုတကယ်ပြပမှလို့မြင်လိုက်ရသည်။နာကျင်သောစိတ်ခံစားမှုကတရရိပ်တက်လာလျင်တော့ကျမမျက်လုံးများကိုတင်းတင်းဖိပိတ်ထားမိသည်။ပားပြင်မော်သူမျက်ရည်များချက်လိမ့်လိမ့်စီးကြလာသည်။နှလုံးကပြင်းပြစွာနာကျင်ခုန်လုံလာပြန်ပါသည်။သူ့ကိုမတွေ့ရတော့ဘူးလား။တွေ့မှတွေ့ပါမလား။ကျမသည်အဆုံးမရှိသော ပူပန်မှုကြောင့်လည်းလွင့်ကျနေရသလိုပင်စိတ်မွန်းချက်ဆုတ်ထိတ်လာပါသည်။ ကြရင်ပိတ်ထားသည်ကိုပင်မွန်းချက်သည်ထမကလေအေးပိစက်ကိုခရောင်ကဒန်းချဖွင့်မိသည်။နောက်မှအေးများသည့်အထီအထွေကြောင့်ပြန်ပိတ်သည်။ရေတပံကွာချတော့ရသည်။အခန်းတွင်၌သူယူလိုခောက်တုံခောက်ပြန်ရှောင်းနေမိသည်။နောက်ဆုံးတော့မိုးပန်းစာပြူကကရင်မော်ရင်လဲလျောင်းမိပြန်သည်။စိတ်ကကုတီမင်းကြီး။ညင်အောင်ထိတ်ရမရ။မျက်လုံးများကိုဖွင့်လိုက်လျင်လဲညမလေးညမျက်ခင်းစိမ်းသွေးနေနီ။ မျက်လုံးပိတ်တော့လဲဒီမြင်ကွင်းမှာပဲတကယ်တော့တွေးမိတွေးရအတွေးများနဲ့ခြောက်ခြားရသည်မှာရက်သက်တစ်ပတ်တစ်ပတ်ကျော်မှကကြာခဲ့ပြီစိုးထိတ်ပူပန်ရသည့်တစ်ချိန်တည်းတွင် စောက်တရမရသလိုနာကျင်တွေးပြရခြင်းသည်ကျွန်မအတွက်ပြီးခဲ့သောအထိတ်ကအကျွေးဆိုရင်လဲမမှားဘူးထင်ပါသည် ပိုင်း1စက်တဘာ16ရက်2023မင်းညအဖေဖုန်းဆက်တယ်အဖေအတန်ကိုလာများစွာအတွင် ပထမဆုံးကြားခဲ့ရပါပဲခုနောက်ဆုံးကိုကစပြီးဖုန်းမဆက်မိသလိုအဖေဆက်ရင်လည်းအဆင်ပြေပြေတကြိမ်မှတော့မပြောမိနောက်တော့အဖေလည်းကိုစီဖုန်းသိမ်းမဆက်တော့လေကိုကိုစိတ်ကုန်သွားလားစိတ်ချမ်းသာသလိုနေပါစီတော့လို့ပဲပြစ်ထားလိုက်တာလားမသိဘူးမင်းညအိမ်ဖုန်းနံပါတ်ကိုမြင်ရတဲ့အခါ ကိုနည်းနည်းအံ့ဩသွားသည်အိမ်ထဲပတ်သက်ရင်အင်မတန်တွေးအေးတဲ့ကိုကတူတူဆန်းဆန်းရှင်ခုန်သွားသည်အဖေပဲလို့ချက်အပ်သည်သည်အဲ့ဒီအိမ်ကတခြားဘသူမှကိုစီဖုန်းဆက်ကြမှာမဟုတ်ဘူးကိုတကယ်လဲအဖေဆက်တာပါပဲစက်တင်ဘာလ၏တတိယမြောက်တနင်္ဂနွေညနေသည်ညဦးအရောက်တွင်မှတသေးသေးမိုးရွာချသောမိုးကြောင့်စိတ်စနိုးစနံဖြစ်ရသည်မှာအပကျမအတွက်နေပြော်ွယ်ပုံမှန်တနင်္ဂနွေသာဖြစ်ပါသည် ရတတပတ်တစ်ခုစာလုပ်ငန်းခွင်၌စိတ်ပင်ပန်းလူပင်ပန်းသမျှမိဖြောင်းနားနေရသည်မူတင်းငွေဆိုလျင်အပြင်ထွက်ရန်ကျမအလွန်ဝင်လေသည်အိမ်တွင်မင်းနန်းနာနေနေစာဘက်ကစားတော့ကနေခြင်းသည်ပြပြဝဝနားလိုက်ခြင်းသည်သို့တော်လဲဒီလိုနေမျိုးတွင်လူမှုရေးကိစ္စကများမြောင်လာပြန်ပါသည်မိဆွေများကလည်းအလူမင်္ဂလာကိစ္စကအစားမိဆုံဘွယ်အစုံတင်းငွေကိုသာရွေးကြပြန်သည် နောက်ဆုံးတော့လေညင်းညင်းညွညွနေမင်းအပြင်ထွက်ရမည်တွေ့ရခဲ့သောမိတ်ဆွေများနှင့်ဆုံရပြန်တော့လေညင်းညူခဲ့သည်ကိုမေယောကရှီပွဲဖွက်လျက်စိတ်ပြေပြောက်ရပြန်သည်ဒီတစ်ပတ်တွင်လည်းကြောင်းကလေးကအခုအချိန်ထိခင်ထွယ်ပေါင်းသိမ်းခဲ့ကြသောတငယ်ချင်းများမို့ဤမွေးနေ့အလွန်ညစာစားပွဲနှင့်ကြုံရပါသည် မွေးနေ့ကရုံးဖွင့်ရဖြစ်ရာပည့်ရတွင်မှလူဆူကြရသည်မြကြီးနာရင်နေသူရွှေစင်မအပါကြံ၃ရောက်ဆောင်ကြသည် ညစာစားကြသည်ရှေးဟောင်းနောင်မြေများနှင့်ရွှေလန်းမြူပြကြရသည်မန္တလေးတွင်ကျောင်းတက်စဉ်ကအကြောင်းအရာများပြောမဆုံးမအောင်တော်တော်လောင်ဖြစ်သည်လေဘသူကမှမငြင်းွက်အမှန်တော့တက္ကသိုလ်ကျောင်းသားဘဝသည် ကျမတို့အသက်တာကြီးနေပြောပွဲအကောင်းဆုံးအစိတ်အပိုင်းများသာသည်ကျောင်းပြီးကြပြီဆိုကြတဲ့ကဝေးလွင်ကြရသည် နေရက်ပြန်သူပြန်နိုင်ငံရဲ့ချားထွက်သူကထွက်သည်ဖြစ်ရန်ရန်ကုန်မန္တလေးဒေသ တငယ်ချင်းအချို့စုစည်းဆောင်တွေးနိုင်ရဖြစ်လေတော့သည်ဒါသည်လည်းတမျိုးရင်အလုံးဝင်နေသူချင်းပင်တလားတစ်ချိန်ဆောင်နိုင်ကြသည်မဟုတ်ရှာရှာပပဆောင်တွေးကြသည်နေများသည်လည်းပြောခဲ့သည့်အတိုင်းတနေ့ကနေဖြစ်တော့လဲမရောက်ရအောင်တော့သွားရပါသည်နနက်ခင်းနေ့လေခင်းများတွင်စိတ်လက်ကြည်တရားအနာယူခဲ့ရသည်သူတို့နေညနေခင်းဆောင်ရသည်ဒါနေ့မင်းစက်တမလာ၏တတိယပတ်တနေ့ကနေသည် မိတ်ဆွေတို့ခြေစုံနေပြည့်ပြည့်ဆောင်လာပြန်သည် တနင်းလာပေါင်းများစွာကိုရင်ဆိုင်ဖို့ရန်ခွန်အားဟုထင်လာတော့သည်ဘလူပင်ချစ်ခင်ပြောဆိုမဆုံးကြစေရောလမ်းခွဲချိန်ကတော့အချိန်ကားသင့်လင်တကားခောက်လာပြီကျမတို့သည်ည၈နာရီမထိုးမီလမ်းခွဲကြရသည်ကလေးမိခင်ဖြစ်သောမိသွယ်ကနောက်ဆံငယ်နှင့်မိအပြင်တွင်မိုးကတသေးသေးရွာလင်းရှိသည်ကိုတွေ့ရသည်ကားငါရသည်ကျမနေထိုင်ရာလှည့်တဲ့အရောက်တွင်တော့လမ်းတွေကားဝင်ရင်အဆင်မပြေဘူး ဈေးတယ်များဈေးရောက်နေတဲ့အချိန်ဖြစ်၍လမ်းစဉ်လျှောက်ရသည်ထုံးစံအတိုင်းလမ်းများ၌ရေတဆွတ်ဆွတ်ပါပြီအနံ့အောင်ထသောဘွက်များကခြံောက်များစီသို့ပေတံကူးလို့ရန်အသင့်ဖြစ်နေပါပြီဘွက်အိုင်ငယ်ရေအိုင်ငယ်များကိုကြော်ဖြတ်ရသည်ဈေးသိမ့်ရန်ပြင်ဆင်နေကြပြီဖြစ်သောဈေးလေးကကျမနောက်ကျောတွင်ကြံရိတ်ခဲ့ပါသည်ကျမနေထိုင်ရာလမ်းတွေသည်လမ်းဤဝဲရ၌အထက်မြင့်တိုက်ခန်းများသာစီတန်း၍တည်ရှိနေသောလမ်းတွေဖြစ်သည် ရန်ကုန်မြို့တွင်ရှိသောလမ်းမြအိပ်ပုံဟန်အတိုင်းတစ်ချိန်ကတော့တစ်ထပ်အိမ်နှစ်ထပ်အိမ်လေးများနှင့်ကိုပိုင်ဝင်းချံများသာ တွေ့ခဲ့ရသောဝင်းချင်သည်ခုတော့ပြောင်းလဲခဲ့ပြီပြီဒီလမ်းထဲသို့ပြီးခဲ့သောနှစ်နှစ်ကရောက်လာသည်အဆောင်တွင်နေရာကစိတ်တူကိုယ်တူဖြစ်ရသူ မိတ်ဆွေတို့နှင့်တိုက်ခန်းငားနေရန်ဖြစ်လာသည်ပထမတော့တိတ်တက်အစဉ်ပြေရာတိုက်ခန်းများတွေ့လျင်ထပ်ပြောင်းကြရမည်သို့တော်မပြောင်းပြေအင်းရှင်အင်းငားအစဉ်ပြေလာသည့်အပြင် ကားမတိုင်းနဲ့မကွာလန်းဈေးကလည်းမနေမဝေးမှာဒါနေမင်းကျမတို့စာချုပ်တက်တန်းထက်၍ထက်၍တိုးပြစ်သည်လက်တစ်ဖက်ကထီးကိုခတ်တင်းတင်းကင်ကတစ်ဖက်ကတော့လုံချီစကိုချင်းမျက်စီလွတ်အောင်ဆွဲကင်လျက်လမ်းတွေရဲကျမရှောက်လာသည်လမ်းပေါ်တွင်နေသာသည့်နေများ၌ပြေးလွှားစော်ကစားမြဲကလေးတစ်တိုက်ကိုရှောင်ရတတ်သည်ခုလိုမိုးရချိန်ည7:00နာရီအကျော်အချိန်ကတော့အလုံးပြန်သူတို့မှအပ လူသွားလူလာများစွာမရှိပါတိုက်ခန်းအနည်းသို့အရောက်တယ်နော်ဖုန်းကမြည်လာသည်မိုးရေရေထိကလည်းလက်မလို့ရသည်ဖြစ်၍ဖုန်းကရအခွင့်မသာတမင်းနေများကြတော့ဖုန်းတန်ရက်သွားသည်ကျမသည်တိုက်ခန်းလှေကားရင်အမိုးအောင်ရောက်ပြီးထိကိုပိတ်ကရေဆက်လက်ကိုခါချရသည် စပင်ကိုလက်နှင့်တက်သည်လက်ချောင်းများပေါ်ရေဆက်များခိုတွင်နေသည်ကိုတတ်ချသည်လှေကားပေါ်တည့်ရင်ပြင်စိတ် ဖုန်းကချက်မီလာပြန်ပါသည်အဲ့အပြင်ပတ်အဲ့အသေးလေးတွင်ထည့်ထားတဲ့ဖုန်းကိုထုတ်ရသည်ဖုန်းမျက်နှာပြင်ပေါ်က09470နဲ့စသည့်နံပါတ်ကိုမြင်တော့ကျမအံ့ဩသွားသည်မဆက်မိတာကြတော့လဲအလွတ်ရမြင်နံပါတ်အိမ်ဖုန်းလေမြင်းသည်နှစ်မင်းအဖေဆက်တာပဲဟုကျမအတန်းသိပါသည်ဒီဘက်ကထူးတန်ကြတော့နေကောင်းလားဟု အဖေကမင်းမင်းလေတဲ့နေမင်းမိသည် အဖေအတန်ကမိုင်းပေါင်းများစွာကွာလန်းတော့မြန်မာနိုင်ငံမြောက်ပြားကချင်ပြည်နယ်ကပြန့်လွင်လာတော့လေကျမအကြော်တော့အနည်းတွင်ကဲ့ရီပြောနေသလိုနှွေးထွေးလာသည်စိတ်အတွင်းကလှုပ်ခတ်ဝမ်းသာသည်သို့သောကျမအတန်ကတော့အခါများစွာကလိုခက်အေးအေးသာဖြစ်နေပါမည်အေးသမီးရေပြောကြာရှိလို့ဆက်လိုက်ရတာပါအဖေလည်းအလုံများနေမယ်ထင်လို့ဒီချိန်မှဆက်ရတာကျမသည် အသက်ကြီးရင်အိုစားခြင်း အရင်ရောင်များရောဆက်နေသည့်အဖေအတန်ကိုတနာချစ်ခင်ခြင်းဖြင့်နားထောင်သည်သို့သောဟုတ်ကဲ့ဟုသာဒုံဒိဒိတုံပြန်မိသည်တနေ့ကရွာကိုလုံးဖေမန်စီဘက်ကပြန်လာတယ်ဩအဲ့ဒီမှာအဆိုင်တို့နေတဲ့ရွာဩအဲ့ပဝင်းကျန်ရွာတွေရောစစ်ပြေးကြတာကြာပြီဆိုပြီးသူကြားလာတာကိုလာပြန်ပြောပြတယ်နှစ်နှစ်လောက်တောင်ရှိပြီဆိုမဆိုနိုင်ဘူးဒီကြားတဲ့အဆက်အသွယ်မရှိသလောက်ပြတ်သွားတော့အခုမှသိရတာပါ အဆိုင်ဒီနာမည်ကိုကြားလျင်ကျမစိတ်ကထုံးစံအတိုင်းပူလောင်သွေးကြွမယ်ဖြစ်သည်အထူးသဖြင့်အဖေနှုတ်ကကြားရင်ပေါ့ခုလဲပူပန်သည့်အရှိရောင်များထင်ဟနေသည့်အဖေစကားသည်သည်ကျမ၏ဝင်းဒိုစိတ်ကိုရှေးကလိုယုံထားလာစေသည်နှလုံးတစ်ထိတ်လေးခုန်လာလျင်ဖုန်းကိုသာတင်းတင်းဆုပ်ကင်ထားမိသည်စိတ်ပြေးပြီလို့ပဲသိရတာဘယ်နေရာများရောက်နေတယ်လဲတော့မဆိုနိုင်ဘူးဒုက္ခတဲ့စကမ်းတွေကိုသမီးစုံစမ်းပေးမလားလို့ဆက်တာပါ ဒီမှာအားမမအားပဲကျမလေတန်းကစိတ်သက်မှုကို အဖေခံစားမိလေသလားမသိတပင်းရှိုက်တန်းကြာရသည်အမှန်တော့တမီးဤစိတ်ကိုအဖေအတက်သိပြီအခက်အခဲဖြစ်လွန်၍သာဒီလိုပြောလာသည်ဟုကျမနားလည်ပါသည်ဒါပေမဲ့နားလည်မှုသည် အပေါ်ယံမျှသာဖြစ်လျင် ကျမစိတ်နှလုံးအတွင်းကတပတ်သားအပေါ်တိုးဝှက်ခဲ့သည့်အနာကိုတော့မလွန်မိုးနိုင်ပါဘူးအဖေနှုတ်ကအစိုင်းဟုတစ်ချိန်ကြာတိုင်းကျမတစ်ချိန်နာကျင်ခဲ့သည် ခုလဲနာကျင်စေနာကျင်သည်ဟုထင်မှန်ယုံကြည်စေမအားဥစွာလဲသိပါတယ်လေဒါပေမဲ့သူ့အနူကလည်းအခုထိကျမ်းမာရေးသိမ့်မကောင်းသေးတော့အဖေမှာထားသွားလို့ ਆ မဖြစ်အဖေလိုက်သွားရင်သူ့ဒုက္ခဖြစ်ပြီးကြံခဲ့မှာပြောတာပြောရတာပါအဖေလည်းလမ်းလေးများဝေးရှာနေတာမောတာဩမြောင်းဝန်းတွင်စုတ်တက်လာသောမျက်ရည်စများအတွင်ကျမကိုကိုကိုတအံ့တအောဖြစ်လာပါသည် ဖေသိမ့်မချမ်းပါဘူးဆိုတာသိလိုက်ရရည်လားမဝီခွဲနိုင်စကလုံးများထထမလာနိုင်အောင်လဲချောင်းထဲတွင်တင်းကျပ်စုနေနေသည် အခုအချိန်စစ်ပြေးတွေဘလောက်ဒုက္ခရောက်ကြလဲဆိုတာကြားလေလေ စိတ်ပူလေပဲမသိတော့တော့မသိလို့သိရတော့အဖေကောင်းကောင်းတော့အိတ်မပြောဘူးအစိုင်းကငကိုကလေးကအားငယ်တတ်တာနဲ့ဘလို့များဒုက္ခတွေ့နေတယ်မစုံနိုင်ဘူးလို့တွေးမိတွေးရတွေးရတာပါစောစောကဝမ်းနေနေရရင် ဒေါသကအစမ်းဝင်ရောက်လာပါသည်။ကျမစိတ်ကယုံကြွာလာသည်။အသက်ရှူတံပင်မြန်လာလေသလား။လူကရက်တီမနေနိုင်တော့သလိုနန်ရန်နှင့်မိလိုက်မိသည်။တမီးဆိုရင်တော့ရန်ကုန်ကနေဆိုတော့စုံစမ်းလို့ပို့လွှဲမယ်ထင်တာပဲ။အဖေလည်းနားမလဲပါမလဲ။ဘမောစကန်းတွေတော့ရောက်မလာဘူးထင်တာပါ။ရောက်လာရင်တော့လေတရင်ရမှာပါ။ဘယ်များရောက်နေပြီလဲမဆိုနိုင်ဘူး။အဆိုင်ပမာရှိမလဲမေးမြန်းပြီး ။တမီးများလိုက်သွားပေးနိုင်မလား။ကျမစိတ်ကတစ်ချက်လွင့်ကနေအတွင်း၌မျက်နာဝန်းပြပြနဲ့မိမငယ်တယောက်ကိုမြင်လာသည်။အစဉ်ပြုံးချုံနေသော ကျမအနီသူတို့ကရင်အစဉ်အားထုတ်တတ်သောမျက်နှာလေးလေးကိုမြင်လာသည်။ကျမအပေါ်အနုဒါခံတတ်သူ။အစ်တီအေဆန်စကလုံးများကိုမနာကျင်တတ်သူ။သူ့ကိုချစ်ခင်စိတ်ရှိသည်ဟုတော့ကိုကိုကိုဘယ်တော့မှမထင်ခဲ့။အဝေးရောက်ပြန်တော့လေသတိတရတော့ရှိသားပဲ။ ကို့သွေးသားဟုတွေ့တာစီလီခိုအောင်မြေချန်လိုက်ရုံနဲ့အဖေကိုပါတဆက်တဲ့ပြင်မြင်အောင်လာပြန်သည်အဆိုင်အဆိုင်ဟုအဖေခေါ်တဲ့တမင်းငယ်လေးကတနာစီရဆူလာသူတို့ရည်တံများကိုပြန်ချရောင်းသည်ဒီနောက်တော့အမုံကအခါများစွာကလုံနေရယူပြန်သည်ကျမသူ့ကိုနှစ်များစွာမေ့မေ့ရော်နေခဲ့သည် သူအကြောင်းအဖေပြောနေလဲနားချောင်ရုံသာကျမဘက်ကတော့ဘယ်တော့မှမစိတ်ဝင်တစားမမေ့မြန်ဘူး သိလိုစိတ်မရှိဘူးဟုလည်းယုံကြည်ခဲ့သည်ပင်အပြင်ဘက်၌မိုးတသေးသေးရွာစဲဖြစ်သည်ကိုကျမငေးတောင်နေသည်လေကလည်းတုံတုံတိုက်ခတ်စဲတိုက်အောက်ဖက်သို့ပင်လေကအခါခါတိုးပြီးတော့အင်ကြီးလက်တွင်နေမှုကျမချမ်းမြလာသည်အဖေဆက်ပြောသည့်ပူပန်စကားများကိုကြားသာကြားတော့လဲစိတ်ထွေထွေနဲ့စကားမပြောင်းမီကြားလာသည်မီဟုတ်မေးတော့မှကြားပါတယ်ဟုခက်တူတူပြန်ဖြေမိသည် လိုက်သွားပေးပါလားသမီးရဲ့အဖေတသက်တော့ဒီတစ်ချိန်ဟာသမီးကြီးကိုထထမမပြောသည့်ပထမဆုံးအချိန်ပဲတိုးတော်လဲဘာကြောင့်ပြောရသည်ဆိုသည့်အကြောင်းအရာကိုတော့ဝမ်းနည်းနာကျင်သည့်ကြားကကျမခံစားသိနေသည်အဖေပူပန်မှုသည် ကျမ၏အရှုံးသာဖြစ်သည်နာကျင်မှုသာဖြစ်သည်ကျမတစ်ချက်မှ အာကျင်ပြီးနှက်ခမ်းတင်းတင်းစီလိုက်သည်ထို့နောက်တော့နာနာကျင်ကျင်ထွက်ကြလာသောစကားများမလိုက်ပြန်နိုင်ဘူးဖေ မီးပါသားနေပြစေသူ့အတွက်ဒုက္ခမရှာနိုင်ဒီကြောင့်ပြောဖို့ဆိုသမီးစီနောက်ထပ်ဖုန်းဆက်နေအဖေတပြင်းချတဲ့ကြာရသည်ထိုခဏတွင်တော့တနာချင်းဖြစ်လိုက်သေးသည်ကိုစိတ်ကိုပျော့ပြားမသွားဘူးကျမအားတင်လိုက်ရသည်ဒီဘက်ကလည်းချိန်ွေပင့်သက်ရှာရသည်အေးလေဖယ်တတ်နိုင်မလဲကံမဲပေါ့သူကံမဲပေါ့မဆက်နဲ့ဆိုတော့လဲမဆက်တော့ပါဘူးလေဖုန်းချသွားတဲ့ဒီကနေမိလာတော့မှ အသက်အောင်ထားမိသည်ကိုဖြေလျှော့ရသည်နှလုံးကဆွဲဆုပ်ခံထားရသလိုနာကျင်အောင့်တနေသည်ကိုတရေရလာသည်အဖေဘလောက်ဝမ်းနေသွားမလဲဒီအတွေ့ကကျမ၏အတ္တစိတ်ကိုလှုပ်ခတ်စေလေသည်ဖုန်းချပြီလျင်ခုနှစ်လွာသို့တည့်ရန်ဖြစ်တော်လဲကျမခြေလမ်း၍မရအာအင်မရှိတော့သလိုနွမ်းလျက်လျာစိတ်ကလည်းမငြိမ်မသက်ဖြစ်ရစေအနက်ရောင်ဖုန်းကလေးကိုလည်းတကြိမ်မှမမြင်ဘူးသလိုအငေးသာချိန်နေမိပါသည် အဆုံးထိနားဆင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ရှင်အပိုင်းနှစ်ကိုဆက်လက်ဖတ်ပြပေးမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်